လုံးမဲမင်္ဂလာပါခင်ဗျာမွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ဒေါ်ဖင်ပါအခုဖတ်ပြမှာကတော့စိုက်ဆရာတက်ညင်ရေးသားထားတဲ့အပေါ်ဒက်ဆိုတဲ့ဝိတုတူတပုတ်ကိုဖတ်ပြမှာဖြစ်ပါတယ်နားဆင်ပေးကြပါခင်ဗျာအပေါ်ဒက်အဖေအားသူ့ရဲ့နေဆတူဝအတိုင်းညနေ6နာရီထိုးတော့ဖျားရှိခိုးနေပြီ6နာရီ28မိနစ်တက်တက်မှအများဝေနေပြီပြီးရင်မြတ်တာပို့လိုက်ပြီအဖေဖျားရှိခိုးတာညနေ6နာရီခွဲတက်တက်မှအပြီးတက်လိုက်ပြီ မပြောင်းလဲဘူးပုံမှန်ပဲအဖေဂျေးစီတန်ကြားရရင်6နာရီခွဲတိတိရှိနေပြီအဲ့ဒါဆိုရင်ကိုတစ်အိမ်ကိုတစ်အိမ်မှာရောက်နေရမည် နောက်ကြဆုံးကအဝတ်အစားမလဲရသေးတာပဲဖြစ်နေရမည်ဒါကအဖေစီကံပဲအဖေဖျားရှိခိုးလို့ပြီးလို့နောက်လက်ကြည့်လိုက်တဲ့အချိန်မှာကိုတစ် နောက်အကြဆုံးကဖနှက်ချွနေရမည်ဒီနေ့တော့ကိုတိတိုက်အောင်ရောက်နေတာစောတယ်သုံးနာမြောက်တိုက်ခန်းကိုပြည့်တက်ဖို့9မိနစ်နဲ့လုံလောက်တယ်တကားတလေတခြားအခန်းကလေကအစင်းကိုရှောင်းတင်းပြရရင်တော့ကိုတိအလွန်ဆုံး3မိနစ်ပဲနောက်ချမယ်နောက်ကြဆုံးဆိုရင်တော့အဖေဖျားရှိကိုအများဝေပြီးလို့မြတ်တာပို့နေချိန်လောက်ဆိုကိုတိတိုက်ခမ်းမကိုရောက်ပြီတကယ်တော့ကိုတိက6နာရီဆိုကျူရှင်စင်းပြီကျူရှင်ကတိတ်မဝေးတော့ကိုတိချေချင်းပဲအင်ပြန်တယ် ခြေချင်းပြန်နေဆိုပေမဲ့ပြေးပြီးပြန်လာတော့9မိနစ်လောက်မကြာခင်ပဲတိုက်ချင်းရောက်နေပြီအဖေဖျားရှိကိုနေချင်းကိုတွက်ပြီး10မိနစ်မိနစ်20လောက်တော့ကိုတစ်ကတိုက်အောင်မှာရက်ဆောင်နေရပဲစောင့်နေဆိုကလေးကတယောက်ယောက်ကိုစောင့်နေဆိုတာသိတာပါတယ်ဟယ်လိုကောင်လေးပြန်ရောက်ပြီလားကိုတရောက်ပြီး9မိနစ်10မိနစ်လောက်ဆိုရဲဒီတိုက်ခန်းတွေရဲ့ဘယ်နှလောက်ခမဲမသိတဲ့ဘဘကြီးတယောက်ကအောက်ထပ်ဆင်းလာရင်နှုတ်ဆက်တတ်တယ်။သူ့လက်ထဲမှာပြစ်စရာအမိုက်တထုပ်တော့ပါလာလေးရှိတယ်။ သူမိသားစုဘယ်နှယောက်ရှိမလဲကိုတင်မသိဘူးတခါမှလည်းမမေ့ဘူးဘူးကိုတင်နဲ့ဆုံတိုင်းဒီမဘကြီးကအမိုက်တစ်ထုပ်ကိုဆွဲပြီးဆင်းလာတာပဲသူပဲအချိန်တိုက်ခန်းစီပြန်တယ်လဲတော့မသိပါဘူးအဖေကိုအဲ့ဒီအကြောင်းပြောပြတော့အဖေကသူကရှင်ချေးသမှုနဲ့နှုတ်ဆက်တာပဲပြန်နှုတ်ဆက်ပေါ့ဒါပေမဲ့အရင်မပါတဲ့အရာတွေနဲ့အချိန်ကုန်မခံနဲ့ပေါ့ ဒါလောက်ပဲပြောတယ်။အဖေကအိနာနီးချင်းတွေနဲ့ခင်မင်းတယ်လို့တခါမှမချဘူးဘူး။ကိုတစ်တို့တိုက်ခန်းရင်မျက်နှာချင်းဆိုင်အခန်းကလူတွေကိုတောင်ကိုတစ်တို့မသိဘူး။အဖေက ကိုလို့ကိုလို့မဆိုင်တာမလုပ်နဲ့တဲ့။အဲ့ဒီလိုပဲမှားတယ်။အဖေကညနေ၄နာရီထိုးပြီးလို့သူ့အလုပ်ကပြန်လာတာနဲ့တိုက်ခန်းကိုပဲတန်းတန်းမတ်မတ်ပြန်လာလေးရှိတယ်။အင်မိုချိုပြတာနဲ့သူ့အလုပ်ကပါလာတာတွေကိုလက်ဆက်တက်တယ်။6နာရီထိုးရင်တော့စပြီးဖျားရှိခိုးရတာပဲ။အဲ့ဒီအချိန်ကိုတစ်ကသူရှင်မှာပဲရှိနေတတ်သေးတယ်။ ကျောင်းဖရက်တွေဆိုရင်ပေါ့လေကျောင်းမရက်တွေဆိုရင်တော့အဖေဖျားရှိကူရာကိုအပြည့်ဝချရတယ်အရှိရနိုင်ရှိသောအနန္တဆက်ချဝရအနန္တတတဝါတို့ဘေးရန်ခတ်သိမ်းငြိမ်းချပါစေထောသာခတ်သိမ်းငြိမ်းချပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေစသဖြင့်အရက်မျက်နှာအသီးသီးကိုအဖေမြတ်တာပို့ပြီးရင်အထက်ရက်တွေအောက်ရက်တွေပါမကျန်မြတ်တာပို့တယ် ကိုအစ်တောင်တခါတခါတော့အဖေမြစ်တာပို့ရင်နောက်ကနေတိတ်တက်စိတ်လိုက်ဆိုမိတက်သေးတယ်အဖေပို့တဲ့မြစ်တာကိုရချမလားတော့ကိုအစ်လည်းတိချာမသိပါဘူးဒါပေမဲ့တိတ်မကြခင်တုန်းကတော့လက်ဆောင်တစ်ခုကိုကိုအစ်တို့လက်ခံရရှိခဲ့ကြပါတယ်ကျမကပေါ်တက်ကိုအခုမှပြောင်းလာတာပါကြည့်တဲ့အိမ်သစ်တက်ပွဲရလို့လဲလုတ်ဖို့အချိန်မရလို့တိုက်မာနေကြသူတွေကိုလက်ဆောင်လေးတွေပေးတာပါလက်ခံပေးပါနော် မြေတောင်ကော့ကြီးတွေနဲ့မျက်စံနဲ့နဲ့မျိုးသမီးတယောက်ကိုငေးကြည့်နေရင်ကိုသစ်လက်ဆောင်ကိုတော့ဘုံကနေမယူမိဘူးအဖေကဖျားရှိခိုးချိန်ပြီးသွားလို့တကားဝမှာလာကြည့်တော့ကိုသစ်ပဲအကြောင်းစုံပြောပြလိုက်တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာတဲ့အဖေကလက်ခံလက်ဆောင်ကိုလက်ခံယူပြီးတလောက်ပဲပြောတယ် ပူလို့လည်းမပြောဘူးဝင်ထိုင်ဖို့တော့လောကွက်စကားမဆိုဘူးကိုတစ်အဖေနောက်ကနေချောင်းချနေတော့မှာပဲအမျိုးသမီးကကိုတစ်ကိုပြုံးပြပြီးလက်ထွက်သွားတယ်အဖေကလည်းဒီဘက်လက်လာတာမို့ကိုတစ်မျက်နှာကိုစောင်းနေကြပြကြရကွယ်လိုက်ရတယ်ရှင်ထဲမှာနှလုံးခုန်နှုံးတွေလိုင်းခတ်သွားကုန်တာများအဖေကြားတော့မလားလို့တောင်ထင်မိသွားတယ်အမျိုးသမီးပြီးသွားတဲ့ဇပွဲတင်နိုင်လေးကိုအမေကအေကမ်းမှာပဲထားလိုက်တယ်ချစ်စရာလေးပါပဲအမေကအိမ်မူကိစ္စတွေနဲ့ပဲလုံးချလိုက်နေတက်တာတက် တလို့အဖေကလည်းသူ့အလုပ်နဲ့သူပဲမို့ကိုတစ်လည်းကိုအလုပ်ကိုလုပ်ရတယ်အဖေကတိကျတာကို ကြိုက်သူမို့အဖေအကြိုက်အတိုင်းနေရတဲ့ကိုတစ်လည်းနာယီကြည့်ပြီးအလုပ်လုပ်တတ်တဲ့အချင်းဖြစ်လာပြီအခုဆိုစပွဲတင်နာယီကိုမကြာခဏကြည့်ပြီးအချင်းကိုလေးစားတက်နေပြီလေစပွဲတန်နာယီစပွဲတင်နာယီကိုကြည့်တိုင်းအမျိုးသမီးရဲ့ညိုမောင်နဲ့မြုပ်ဝှက်တဲ့အပြုံးတွေကိုမြင်ရအောင်နေမိတုံးပါပဲဟေ့ကောင်လေးဒီအချင်းလိုက်အိမ်ပြန်ရလားလား အဲ့ဒီနေ့ကကျောပေါ်မှာဝင်ပြစ်ကိုတင်ပြီးလေးလေးကန်ကန်ဆွဲနေတဲ့မြီးတကောင်လိုစောင်းတွေကိုကျောပေါ်မှာပို့ပြီးခေါင်းငိုက်ဆိုင်ချအိမ်ပြန်လာတော့တိုက်ချင်ရင်မှတကားဖွင့်နေတဲ့အမျိုးသမီးနဲ့စုံတယ်။ကျောပေါ်မှာတက်စီထားတဲ့စောင်းတွေကဂုံးတစလိုပေါ်ပါသွားသလိုနိုင်မီးနေသည်များဟာရေခဲရေတဲ့ပြစ်ချခံလိုက်ရတဲ့အရွက်တွေလိုကော့ပြန်လက်ဆက်သွားတယ်နောက်ကမဖြစ်နိုင်လို့ခေါင်းညိတ်ပြနေတော့အမျိုးသမီးကတကားကိုဖွင့်ရင်းမေးဆက်ပြတယ်အထဲဝင်ပေါ့ ကြပြကြရလိုက်ဝင်လိုက်ရင်ဘယ်နဲ့တန်းလဲတဲ့ရှစ်ရှစ်တန်းပါအထက်ထင်းကောဖြစ်ရင်ခက်ချင်းချင်းလေကားပေါ်ကိုဖြည်းဖြည်းတက်သွားတဲ့အမျိုးသမီးကိုမော်ကြည့်ရင်လိုက်သွားမိတယ်သူ့ကိုတင်းတဲ့စီကချိုအင်မွေးချိုင်မှုတွေကိုရှူချလိုက်ရတယ်ဒါဟာကိုတဲ့အတွက်အမေမဟုတ်တဲ့အရွယ်ရောက်အမျိုးသမီးတယောက်စီကပထမဆုံးတိတိကျကျခံစားမိတဲ့ကိုတင်းနဲ့ပဲသူမိသမီးကိုဖြစ်ရင်တိုက်ခန်းစီကိုအရောက်မှာအမျိုးသမီးကကဲရောက်ပြီးဒုက္ခပေါ်တဲ့လေယူရတက်တယ်ပဲ ယူနေဘယ်လိုခေါ်တယ်လဲကိုကိုတဲ့တော်ပြီကိုတဲ့ရေတို့လည်းနေ့တိုင်း6နာရီထိုးပြီးမှပဲအင်ပြန်ရောက်ရတယ်ခန့်ညင်းကြီးပြောရင် အပေါ်ထက်ကိုတက်သွားတဲ့အမျိုးသမီးကိုငေးပြီးနောက်တိုက်ခန်းတကားကိုဖွင့်ပြီးစပွဲတင်နာရီကိုကြည့်လိုက်တော့6နာရီ12မိနစ်အဖေဖះရှိကိုတာတော့ရနေပါရှိပြီအဲ့ဒီနေ့ကလေးကကိုတိကျူရှင်ကနေအိမ်အရောက်ကို9မိနစ်လောက်နဲ့ပြေးတယ်တက်အောင်မရောမလဲနဲ့ရက်ဆောင်ရင်မကြာခဏသူနဲ့ဆုံရတယ် ဒီနောက်ပိုင်းသူ့ကိုတွေ့ရင်တယောက်ထဲချင်းမဟုတ်ဘူးမတူညီတဲ့အမျိုးသားတွေတယောက်မဟုတ်တယောက်ပါလာတတဲ့ပြီးတော့ကိုသစ်ကိုနှုတ်ဆက်ပြီးရီရီမောမောနဲ့တိုက်ပေါ်တက်သွားလေးရှိတယ်လူတိုက်ပေါ်တက်သွားတာနဲ့ကိုသစ်လည်းအပေါ်ထက်ကိုပြေးတက်လိုက်တော့တာပဲဟော6နာရီထိုးပြီးလို့မိနစ်20စကားပြောတဲ့နဲ့ရည်တန်ချရပြီအမျိုးသမီးပြန်လာတာသိကြပြီကိုသစ်ရောင်ပေပေနဲ့တကားဝမှရက်နေတုံးမှပဲအပေါ်ထိလိုက်မပူတော့နဲ့ကိုပါသားပဲသွားလိုက်တော့မယ်ဟေးကောင်းလေယူအမေတော့မထပြေးလိုက်ဘူးလား လိုက်ဖို့သူကိုပြောပြီးကိုတိကိုလည်းတဆက်ထည့်ပြောတယ်။လာအထဲဝင်တကားကိုတော့ဖွင့်ပြီးအမျိုးသမီးရဆိုတယ်ပြီးတော့လေကားပေါ်အရှိကနေတက်သွားတယ်။ကိုတိတိတ်တဆိတ်လိုက်သွားမိတယ်။အမျိုးသမီးကိုဒီနေ့လိုက်ဖို့သူကတခါမှမြင်ဘူးတဲ့သူမဟုတ်ပြန်ဘူး။တင်းရင်ချက်ရက်နေတဲ့ဝိစုံနဲ့အမျိုးသမီးကိုနောက်ကလိုက်ခဲ့ရင် ကိုတိအတွေးလွန်နေမိတာ မြို့တင်းကြီးစရက်နေတဲ့ဝိဆုံနဲ့မြို့သမီးကိုနောက်ကလိုက်ငင်းရင် ကိုတဲ့အတွင်းလွန်နေမိတာအမျိုးသမီးကသူ့ကိုဘာတွေပြောမနေမှမချလိုက်ဘူးဟောဂျူရိုတိုက်ခန်းကိုတော့ရောက်ပြီကိုတဲ့တတိပြန်ဝင်လာချိန်မှာတိုက်ခန်းတကားကကလစ်ခနဲပွင့်လာတယ်တိုက်ခန်းဝမှာအဖေကမမကြီးရက်လို့ကိုတဲ့အဖေကိုကြည့်လိုက်မိတယ်ဟောဦးမင်းတဲ့အဖေနာမည်ကိုပီပီတတကြီးခေါ်လိုက်တဲ့အမျိုးသမီးကိုတအံ့တအောကြည့်နေတော့အဖေစီကကြည်လင်ရွှမ်းမြတဲ့စကားတန်ကိုချလိုက်ရတယ် ပြန်လာပြီလားဟန်နီချိုကိုတေအံ့ဩချင်မရလိုက်ခင်အဖေလက်ထဲမှာအမိုက်ထုတ်ကုန်မြင်ရတယ်အခန်းထဲဝင်စပွဲတင်နာကြီးကိုကြည့်လိုက်တော့6နာရီခွဲဖို့9မိနစ်လိုသေးတယ်တန်ကြီးဆက်လက်ဖက်ပြမှာကတော့စိုက်ဆရာຫນွေဥနေရေးသားထားတဲ့အိမ်မက်ပန်းများဆိုတဲ့ဝတ္ထုတို့လေးကိုဖက်ပြမှာဖြစ်ပါတယ်အိမ်မက်ပန်းများဒီနေ့တော့မိဆန်အလုပ်ကိုခါတိုင်းတဲ့ဆော့ထွက်ခဲ့တယ် လမ်းရဲ့ဘယ်ဘက်လမ်းကြောကိုယူပြီးဆက်ဘင်းကိုပို့အားဆိုင်နေလာခဲ့တယ်။ညတုန်းက9နာရီလောက်မှမိုးရေတအားတဲခဲ့တာမို့မိဆန်ပျော်များတောင်ပျော်မိသေး။ပျော်ရတာကပြုတ်ထားသလိုပူပြီးလောင်နေတဲ့အိမ်ခန်းထဲမှာမိုးကျစုနဲ့အေးအေးတက်တာအိတ်ခွင်ရလိုပါ။တကယ်တော့စောင်းရတယ်မရှိတဲ့ time မှာ February လကတည်းကပူလိုက်တဲ့ဖြစ်ချင်းမိဆန်တို့အညာရဲ့နှွေးခေါင်ခေါင်ရောက်နေတယ်လို့ပဲ line gain ရဲ့ အိမ်ခန်းချင်းချင်းမှာပန်ကအားကိုးနဲ့ဖြတ်တန်းရတဲ့ညတွေကနေသားကျနေပြီဆိုပေမဲ့အပူကိုတော့တိတိတတ်တာခံစားရပါတယ်။အခုလိုမလကုံကနီးမှာမိုးတွေပါတော့မိဆန်မိုးမင်းကြီးကိုကျေးဇူးတင်မိတာမလုံး။နောက်ပြီးမနေ့ညကမိုးကြောင့်မိဆန်စိတ်ကူးနဲ့ယူနေရတဲ့ရက်ကိုတကယ်ရောက်လာတော့မယ်လေ။လမ်းခွေတစ်ခုကိုကျော်လိုက်တာနဲ့မိဆန်မျိုးလုံးတဲကိုတန်းဝင်လာတဲ့မြင်ကွင်းမိဆန်စိတ်ကူးထားတာတည်းပုံနေတယ်။ အိုးလှလိုက်တာလို့မစ္စံနှုတ်ကရေရွမိသွားတယ်။လမ်းရဲ့ဘဲဘက်ဘေးမှာရွှေဝါရောင်ပတောက်ပန်းတွေဝင်နေတဲ့ပတောက်ပင်ကြီးရှိတယ်လေ။သူ့အကိုင်းတွေက လေယူရာရိမ့်နှဲ့နေတယ်။မိဆန်ကိုလက်ရက်ခေါ်နေတယ်လို့ပဲလက်ရှိလောက်ကိုစလောက်ကလေးကအလုတ်သွားအလုတ်ပြန်လမ်းမေးကဒီပတောက်ပင်ကြီးကိုမိဆန်တတိထားမိတာ ပြီးခဲ့တဲ့ရက်တွေကပဲပထောက်ပင်ကြီးစီမှာအဖူးအငုံတွေအပြိုင်းအိုင်းထွက်လာတာသတိပြုမိတယ်။နွေရပူနဲ့စိမ့်ပြီးချစ်ခံနေကြတာ။အခုတော့ညကရွာခဲ့တဲ့မိုးချောင်ပထောက်ပန်းတွေဝေဝေဆဆာပွင့်ချပြီးပထောက်ပင်ကြီးအောက်မိဆန်ရောက်ကြတဲ့မွေးရည်နေတဲ့ပထောက်ရနဲ့တွေကမိဆန်ကိုထွေးပွေလိုက်ကြတယ်။စပိန်ကိုလမ်းပေးမှရက်ပြီးထောက်ထောက်ထားလိုက်တယ်။ပထောက်ပင်ကြီးကလူနေရက်ွက်တွေနဲ့မနှီးဘူး။ ကမ်းခြေစားတောက်ဆိုင်တွေစီသွားရလမ်းပင်မို့ကားဆိုင်ကယ်တွေမပြတ်သွားလာပေမဲ့ဘသူမှပထောက်ပင်ကြီးကိုအရင်မဆိုင်ကြဘူး။မိဆန်မျက်စိအတာမိတ်ပြီးပထောက်ရနံ့တွေကိုတဝကြီးရှူပစ်လိုက်တယ်။အော်ဒုစီမာသာဆိုလေ။မိဆန်တွေးမိသွားတယ်။ဘသူတံပိုးထားထားမထားထား။မိဆန်ကတော့အယူမလေးလို့ပြောနေတာပေါ့။အရင်ဆုံးမိဆန် ဖုန်းကိုထုတ်ပြီးပရောက်ပင်ကြီးကိုဓာတ်ပုံတွေတစ်ဖက်ဖက်ရိုက်ယူလိုက်တယ်။ပြီးမှလက်လန်းမိနေတဲ့အကိုင်းကိုနည်းနည်းနှိမ်ပြီးပရောက်ပန်း၃-၄ခဲခူးလိုက်တယ်။မိဆန်လောဘကိုပြေအုပ်ထားလိုက်တယ်။မိဆန်ကြောင့်ပရောက်ပင်ကြီးအလာမပြတ်စေချင်ဘူး။ ဗလောက်တစ်ခက်ကိုအားပါတရမှွေပြီးခေါင်းမှပန်လိုက်တယ်။အခုမှလေးနှစ်လောက်ဝင်းနေတဲ့ဗလောက်ပန်တဲ့အညာသူမှပြန်တွေ့ကြပဲဟဲ့လို့တွေးမိတော့မိဆန်အလိုလိုပြုံးမိသွားတယ်။ကျန်တဲ့ခက်ကိုအလောက်က ထိုင်းမနေရောက်ကိုပေးရမယ်လို့တွေးပြီးဆက်ဘိန်းရှိချင်းနဲ့အသာထက်လိုက်တယ်။ဗလောက်ရင်းနဲ့တွေထုံရင်မွေးမြနေတဲ့ဗလောက်ပင်ကြီးအောင်ကြကြမနေအောင် မိဆန်အလုံနောက်ကြလို့မဖြစ်ဘူးဒါနဲ့မိဆန်အလုံရှိရာစီစက်ဘင်းကိုအတော်နင်းပြီးထွက်လာလိုက်တယ်ဘရောက်ပန်းရနဲ့တွေကမိဆန်နောက်ကပ်ပြီးပလာချပုံပဲဘရောက်ရနဲ့တွေကလေပြင်းထဲမှာတင်းထုံနေပါတယ်တင်ဂျန်နေဦးတူပိုတူပိုတူမတူပိုတူတန်ရအလောက်ကိုရောက်ကြရတချင်းတကြီးကြီးနဲ့ခေါင်းမှလည်းပန်းကပန်းထားသေးတယ် son you seem happy today ခတိုင်းဆိုတိတ်တိတ်ကလေးအလုပ်လုပ်တဲ့မိဆန်အခုတော့မိဆန်တို့စားတော့ဆိုင်ပိုင်ရှင်အင်္ဂလိပ်လူမျိုးတစ်ထေးကမှတ်ချက်ပေးရလောက်အောင်မိဆန်အကြည့်တက်ရနေတယ်မိဆန်တစ်ထေးကိုဘာမှပြန်ပြောမနေပဲခေါင်းငိတ်ပြလိုက်တယ်လှုပ်ဖို့ကင်မဲ့ထိုင်းမနှစ်ဦးနဲ့ထိုင်းဦးလေးကြီးကတော့ခတိုင်းအေးစင်းလုံးနဲ့မိဆန်ယူသွားပြီလားထင်ရမယ်ထင်ချင်တာထင်ချပါစေမိဆန်စိတ်ကသူ့ခေါင်းပေါ်ပန်ထားတဲ့ဗထောက်ပန်းလေးလိုလှမ်းနေတယ်နောက်ပြီးမိဆန်ကယူလာတဲ့ဗထောက်ပန်းတစ်ခက်ကို ထိုင်းမှနှူးကိုကမ်းပေးတယ်။ပမ်မလာလို့မိဆန်မေးပါသေးတယ်။သူတို့စပီနီဝါကြောင်ကြောင်နှခမ်းနီရဲရဲနဲ့ဗတောက်ဘန်းတွေကဘလို့မှမလိုက်ဘူး။သူတို့လည်းသိတယ်ထင်ပါရဲ့ခေါင်းရမ်းကြတယ်။ဒါနဲ့ဗတောက်ဘန်းတစ်ခက်ကိုသူ့အလုတ်ခမ်းမီးဖို့ဆောင်ထဲမှာရေတန့်ဘူးသေးတဲ့ထိုးဆိုင်ထားလိုက်တယ်။ဒီမြင်ကွင်းမြင်ကမြင်ကွင်းကလည်းမိဆန်ဖို့စိတ်ကြည်စရာဖြစ်နေတာ။မိဆန်စိတ်ကြည်လေသမျှအလုတ်တွေပိုအားဆိုင်ဖြစ်နေတယ်။စားသုံးသူတွေစားပြီးသားပကံတွေကိုပိုပြီးတန်တန်ပြန့်ပြန့်ဖြစ်အောင်မြန်မြန်ဆန်ဆန်စေးပြလိုက်တယ်။ ။မနေ့တုန်းကလည်းစိုင်တဲကကျန်းကိုအတိအချာတိုက်ပေးခဲ့တာလေ။ခလိုင်းလို့ဆိုသူ့ကိုအလုပ်တွေပုတ်ဖိခိုင်းတတ်တဲ့ထိုင်းမနှအူးကိုစိတ်တဲကမြင့်တာပို့မိနေမှာ။ဒီနေ့တော့အေးစေးမိဆန်အပြုံးမပြေလုံနေမိတယ်။ဒါပေမဲ့တင်းချန်အခေါ်သူတို့ခေါ်ဆုံခရန်နီလာပြီးမို့အခုရဲ့ပိုင်းဆိုင်မှာအပ်ပူကြလာတယ်။အမှန်တော့မိဖို့ကြောင့်အကူနဲ့အော်ဒါကောက်တောင်းဝင်ယူရတဲ့မိဆန်ကကြံတဲ့သူတွေထက်ပိုပင်မဲပါတယ်။ထိုင်းလူမျိုးတွေများတဲ့စက်ရုံမှာ၃နှစ်ကျော်လောက်ခဲ့လို့မိဆန်ကထိုင်းစကားကိုအတော်အသင့်ရနေခဲ့တာအဝ ေးတင်တက်ကတော့ဒုတိယနေ့အထိတက်ခဲ့သူမျိုးအင်္ဂလိပ်စကားကလည်းမဝေးဒါကြောင့်ပဲမိဆန်ဒီဆိုင်လေးမှာအလုပ်ကိုအလွယ်ရခဲ့တာဒါပေမဲ့ကျန်တဲ့လူတွေထက်အလုပ်ကျန်းကိုပိုပြီးအားစရတယ်ဆန်စုံခရန်ကြရင်တတိကနေရက်လောက်နားပေးမယ်တဲ့တို့နဲ့ရှောက်လေပို့လိုက်မလားဘာမှမကုန်ချဘူး ရေကစားကြတာချင်းအသွင်တူပေမဲ့အနှစ်သာရကမတူဘူးလို့မိဆန်ခန်းစားရတယ်။ပြီးတော့မိဆန်တို့ကသူတို့လွလွတ်လပ်လပ်ပြောခွင့်ရနေရသူလိုမဟုတ်ဘူး။မိဆန်တို့ကဘဝမေ့လို့မဖြစ်အိမ်ကိုမေ့လို့မဖြစ်နိုင်ငံကိုမေ့လို့မဖြစ်မဖြစ်ပါဘူးလို့မိဆန်စိတ်ထဲမှာတတိပေးခေါလောင်းတွေထိုးနေတယ်။ဂျေစုတင်ပါတယ်။ဆန်အိမ်မှာပဲနားမှာနားမှာပါ။သူတို့ကိုစကားပြန်လိုက်ရတယ်ရှာရှာပပနရက်ဆက်ပိတ်တော့မိဆံမှာလှုပ်ရှားရတဲ့စိတ်ကူးတွေအပြည့် အဆောင်နာကမြန်မာဖုံးကြီးချောင်းကိုမြန်မာအလုပ်သမားတွေနဲ့အတူဥပုသ်ဆောင်သွားမယ်စတုတီတာအလူမာတိုင်းသမ ्या ပါဝင်မယ် ဝင်းနေကြတဲ့တငယ်ချင်းတွေနဲ့တဝကြီးဖုံးပြမယ်လို့မိဆန်စိတ်ကူးနေမိတယ်။ည9နာရီထိုးတော့မိဆန်အလုပ်ကပြန်ခဲ့တယ်။စပိန်နေလာရင်လမ်းတစ်ဖက်ကပတောက်ပင်ကြီးကိုလမ်းကြည့်မိတယ်။လမ်းမိတိုင်းအလင်းရောင်ထဲပတောက်ပင်ကြီးကညင်ငင်ကြီးရှက်ပြီးကြံခဲ့တယ်။မိဆန်စိတ်ထဲမှာတော့တခုခုကိုဆုံးရှုံးသွားတယ်လို့နှမျောတတ်တာဖြစ်နေမိတယ်။တနေ့လုံးကြည်ခဲ့သမျှမိဆန်ရဲ့စိတ်ကလေးလည်းပြန်နှောက်ကြည့်သွားတယ်။ရင်မိုးချိုးစားတော့ပြီးတော့ည9နာရီကျော်ခဲ့ပါပြီ။အိမ်ကဆက်လာမဲ့ဖုန်းကိုမိဆန်မျောနေမိတယ်။အိမ်ကဖုန်းမဆက်တာ၃လ ၄ရက်ရှိပြီးဖုန်းဆက်ဖို့အရေးမိဆန်ဘက်ကမျိုးယုံမဲတက်နိုင်တယ်။သူတို့ဆက်မှပြောခွင့်ဆိုခွင့်ရမယ်။အင်တာနက်မသုံးဘဲဓာတ်ရိုက်ဆက်ရင်ပတ်စံပိုးကုန်တယ်ဆိုတာသိထားတော့အဖေနဲ့အမေကလိုင်းမရှိရင်ဖုန်းမခေါ်ကြဘူး။မိဆန်ဘက်ကဆဆက်ရင်လည်းဆူချသေးတာ။ပတ်စံများလွယ်မဲ့လို့ငါသမီးရဲ့ဒေတာဘိုးတွေကကြီးပါပြီနဲ့အင်တာနက်လိုင်းရမှအဖေတို့ဘက်ကခေါ်လိုက်မယ်။တေပြေးရှင်ပြေးဆိုရင်တော့တမီးဖုန်းကိုအဖေတို့ဓာတ်ရိုက်ခေါ်လိုက်မယ်နော်တဲ့။ တဏီကုံခြေတော်အောင်ရက်ခရသမျှခြေတော်တွေက တောင်းတင်းနေသည်ပကံစီရလုံးနဲ့လက်ချောင်းတွေကလည်းကြိုက်ခဲခြင်းနေသည်ဒီညတော့အိမ်က ဖုံးလာတော့မည်မထင်ဘူးလို့မိဆန်တွေးမိနေသည်အိတော်မီဆိုကအိယာပေါ်ကြောဆန့်ချိန်ချမှအဖေနဲ့အမေလို့ရင်မှတ်ထားတဲ့စာတန်းလေးကမိဘနှစ်ပါးရဲ့ပုံနောက်ခံနဲ့မိဆန်ဖုန်းမက်ဆန်ဂျာကနေပေါ်လာရင်းအတန်ပေးလာသည် ဖုန်းကင်လိုက်တော့အဖေနဲ့အမေရဲ့နှစ်နာကိုမိဆန်တက်တက်ကွယ်ကွယ်မမြင်ရဘူး။လိုင်းမကောင်းရတဲ့အခြားဆိုလာမီအလင်းအောက်ကနေဖုန်းခေါ်နေကြတာမို့အဖေနဲ့အမေရဲ့ရုပ်ထွက်ကမဲမဲတက်တက်တွေ။ရွာဘက်ရဲ့အခြေအနေအေးစီရလား။အေးစီစီပါပဲငါသမီးရ။အဖေတို့အတွက်ဘာမှမဘူးနဲ့။အဖေတို့ကလူ့ဘဝကြီးကိုနေခဲ့ပြီးပြီးမြင်ခဲ့ပြီးပြီးကြားခဲ့ပြီးပြီး။ငါသမီးလေးသာအဆဆခယူဆိုင်။အဖေတို့စီလည်းပတ်စံအကုန်မလွဲနဲ့။ ငါသမီးရှိရဲ့အတွက်ဆုထားအောင်အဖေတို့စီအရေးချောင်းဆိုသမီးအမကြီးတို့နဲ့မယားကအနားမှာရှိပါတယ်အဖေကမိဆန်အမေးကိုထုံးစံအတိုင်းဖော့ပြီးဖြစ်နေကြအဖေပြောနေချိန်မှာအမေးကအဖေကလည်းထိုင်နောက်ကဝင်ရက်ပြီးသူ့အလဲစောင့်နေတတ်တာခေါင်းမလေးအစားတောက်မချွေတာနဲ့နော်အလုပ်ထက်ကလူတွေနဲ့လည်းအဆင်ပြေအောင်နေဖခင်တရားလည်းမမေ့နဲ့ ငါသမီးလေးသူတော်ကောင်းတွေနဲ့တွေ့ပါစေလို့အမေအမြဲဆုတောင်းပေးနေတယ်။မိဆန်ထိုင်းရောက်စားကအိမ်နဲ့ဖုံးပြောရင်မိဆန်ကငို အမေကငိုအဖေကနှစ်ယောက်စလုံးကို အားပေးလိုက်ငောက်လိုက်နဲ့အခုတော့တားမိနှစ်ဦးသားထိန်းနိုင်ကြပေါ့။ဖုံးတလုံးရှိုံနဲ့ကဘာကြီးရဲ့ဘယ်နေရာမှာဖာဖြစ်နေတယ်ဆိုတာအချိန်နဲ့တပြေးညီတိနိုင်ချတိနိုင်ချောင်းကိုတော့မိဆန်မိဖနှစ်ပါးကိုမပြောပြရဘူး။မိဆန်ဘာမှမသိလေစိတ်ချမ်းသာလေလို့ သူတို့တွတ်ထားကြပုံရတယ်။အဖေနဲ့အမေကဖုံးသမျှအမကြီးနဲ့ဆိုင်အကုံပေါ်တော့တာ။ငါညီမမိဆန်ရေးအင်းအတွက်ပူလဲပူတိတ်လဲမပူနဲ့။အမတို့လင်မယားအနိကက်ရှိပါတယ်။ဒိုးစီနဲ့မိုင်း20ဝင်းချင်ကတချို့နေရာတွေတော့ဒုက္ခပင်လဲဝေချပြီပေါ့အေး။ငါတို့လည်းပြီးခဲ့တဲ့လကတခဏခါပြေးပြီးပြီးဒိုးစီကတအားမစိုးသေးဘူးလို့ဆိုရမလားပဲ။ဒီကုတ်ဒုက္ခတွေငါတို့နဲ့ပဲအဆုံးသတ်စေချင်ပြီ။ညီသူတော်မှာငါသားလေးတွေကြီးလာရင် ီလိုစစ်ပွဲတွေမကြုံစီချင်တော့ဘူးအေးဟဲ့အဖေကငါပြောတာပြန်မပြောနဲ့အောင်အဖေကညီကိုဘာဘူးမှမပေးရဘူးတဲ့ဒီလိုနဲ့မိဆန်ကရွာကအကြောင်းဆုံးသိချင်ရင်အဖေနဲ့အမေသာမက အမကြီးကိုပါဆက်ရတယ်၄နှစ်နဲ့၆နှစ်အရွယ်သား၂ယောက်ရှိနေတဲ့အမကြီးကသားတွေအတွက်ရတဲ့အေးပုံမရဘူးမျက်ရည်တော့မချမျက်ရည်ကအခုနေတော့ကြဖို့ဝေးစားကြရလုံးလုံးမကြံတော့ဘူး ခန်းကုန်တာနေမှာပေါ့ေလို့အမကြီးက၆ခက်ခက်ရီပြီးမိဆန်ကိုပြောခဲ့ဘူးတီမိဆန်ရောဘာထူလဲစိတ်ထောင်းကိုကြီးအဖြစ်တွေခြုံခဲ့ဘူးပြီဒီနိုင်ငံမှာကျွန်မသမီးလည်းဒုသာပေးတာကြာခဲ့ပြီမိဆန်ကသူ့အိမ်ရနဘေးမှာထားထားတဲ့မနဲ့တုံးကပရောက်ပန်းခဲအနွမ်းလေးတွေကိုကြည့်ရင်အမကြီးကိုစကားလန်းထောက်လိုက်တယ်အမကြီးတို့ရပဲဒီနေ့တကြံပဲလောက်လောက်ဖြစ်အောင်မလား မိစံအမေကိုကြားတော့အမကြီးကတက်အံ့တော်ဖြစ်သွားပုံရတယ်။ဟဲ့မိစံငါနားကြားလွဲသလား။တကြံပွဲဟုတ်လား။ညီနဲ့မေးတယံကိုအော်စကားမဆက်ညီတဘောကြပါလေဆိုတဲ့ရွာလေကဗရောက်ပင်ကြီးရောဓမာယုံကြီးမှပြီးခဲ့တဲ့တလလောက်ကမိတင်တယ်ထဲပါသွားပြီ။ငါလည်းပြောဖို့မိနေတာ၏။မကြီးကသူ့ပြောချင်ရာပြောပြီးဖုံးချသွားသည်မိဆံမသာအထွေးထွေအပူတွေနဲ့ကြံနေခဲ့သည် မိဆန်လက်ထက်ကပထောက်ပန်းလေးကတဖြည်းဖြည်းညှိုးလာသည်ရနေ့ကတော့မတင်တော့ဒါပေမဲ့မိဆန်မပြည့်ရပါဘူးပထောက်ပန်းခက်အနွမ်းလေးကိုခေါင်းအုပ်နဲ့ဘေးမှာထားပြီးအရာဝင်ခဲ့သည်မိဆန်ပထမဆုံးတတိထားမိတာကရွာလေထမယုံကဆွန်လောင်းပွဲဂျညိုစရာတန်ဃာတန်းရဲ့ဆွန်လောင်းနေကြတဲ့ရွာသူရွာသားတွေရဲ့အတော်ကိုစီကားနေသည်ဒီဆွန်လောင်းဘက်ကနေ့စဉ်တစ်ချက်အချက်နေတိုင်းကျင်းပါနေကြ။အိုးချစ်စရာ ကောင်းလိုက်တာလို့မိဆန်လုတ်ခနဲ့ထအောင်မိသည်ဓမယုံဘေးကဗောက်ပင်ကြီးကိုမော်ကြည့်မိတော့ဗောက်ပန်းတွင်ကလလပပဖူးပွင့်နေကြသည်ဟေးစွာတီမမိဆန်ကိုအခုလိုခေါ်တာတယောက်ပဲရှိသည်မိဆန်နောက်ဘက်ကိုလက်ကြည့်လိုက်သည်ရော့ဟောဒီမှာဗောက်ဟောတာကတကြင်ရေးပြောပြောဆိုဆိုမိဆန်ကိုဗောက်ပန်းတွင်ပင်ရင်ရေရီလောင်းလိုက်သူကဖူးပြော့ဟုတ်တယ်ဖူးပြော့ဖူးပြော့ကခါတိုင်းနဲ့ချုံမော့ခန့်ညားနေသည်ဖူးပြော့နင်ကမရှိတော့ဘူးဆို ။နင်အသက်ရှင်နေသေးတာလား။နင်ရွာကနေအဝေးစီးကိုထွက်သွားခဲ့တာဆို။မဟုတ်ဘူး။နင်ဒီလောကမှာမရှိတော့ဘူးလို့ငါမကြီးကပြောခဲ့တာလေ။နင်ကြောင့်ငါငိုလိုက်ရတာ။တေလူမတက်လေဟဲ့ဖိုးပြောကမိဆန်စကားကိုမကြားသလိုပဲ။မိဆန်လက်ကိုမလွတ်တန်းဆွဲပြီးအကစက်ခုံရှိရာစီခေါ်လာသည်။ဘာတွေပြောနေရလဲဆိုတာဒီမရဲ့။ဟိုမှာနင်တို့ရင်အလဲရောက်တော့မယ်။ပပိုတို့မိဒီမတို့စောင့်နေပြီ။စက်ခုံပေါ်ကိုမိဆန်ကြည့်ပြီးတော့ ိုးလို့မယုံနိုင်အောင်ဖြစ်ရတယ်။ဟိုဘက်ကလာအုပ်ကိုအလုတ်သွားလုတ်တဲ့ပုပ်ပုပ်တီတီနဲ့အကြီးမတို့ညီညမဝင်ခွဲ၃ယောက်ဒီဘက်ကထမ်းရောက်နေတဲ့ရွာအရှိပိုင်းကမြတင်တို့ညီမတွေကျန်နေတဲ့တန်းလာနဲ့တန်းခင်တို့ကစင်ကာပူမှာအင်ပေါ်အလုတ်လုပ်နေတာဆို အခုနေတို့ရွာပြန်လာကြရလားငါကရောဟေးမိဆန်ဘာရွတ်နေတာလဲမြင်မလားတချင်းကစဖွင့်နေပြီတခြားရကလူတွေရှိမှအဆက်မကွဲချင်မှုရောက်မှရေစင်ပေါ်တက်ခဲ့တော့ ။မိဆန်စစ်မော်ကနေကြည်လိုက်တော့အကအဖွဲ့ကိုအားပေးနေတဲ့ရွာသူရွာသားပြပြူအိုတွေအားလုံးအပူပြင်းမဲ့ပုံပျော်နေကြတယ်။ဒါအိမ်မက်လားတကယ်လားမိဆန်မသေးကြွတော့ဘူး။တကယ်ဆိုရင်မိဆန်အတွက်အားလုံးအတွက်ဝမ်းသာစရာ။အိမ်မက်ဆိုရင်လည်းဒီအိမ်မက်ကမိဆန်မနှိုးပြရစေနဲ့တော့။လောလောဆယ်တော့အားလုံးအပြော်တွေမိစံချောင်းမပြည့်ရအောင်တခြင်းတန်နားဆွင့်ရင်စီးကျက်ကြကြမိစံလိုက်ကနေမိတယ်မိစံတိတ်ကြိုက်တဲ့တခြင်းတခြင်းကလေထဲကနေ ဝေဝဲလွန့်ပြဲလာနေတယ်။ယူမောင်ဝေကေမွေစင်းစန္ဒပြီးတော့တိုင်မြန်ပြေငိမ့်ချံအောင်စုတုံးခါရေအေးစေချောင်းလောင်းနဲ့လုံးမေထူထူကဲကဲလာကြပါစေ။ຫນွေဦးနေ ုလိုအချိန်ပေးနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်။အားလုံးပဲဘေးရန်အပေါင်းကင်းစင်ပြီးကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေခင်ဗျာ။အခုလိုအချိန်ပေးနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်။အားလုံးပဲဘေးရန်အပေါင်းကင်းစင်ပြီးကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေခင်ဗျာ။